ပထမတစ်ခုကတော့မြန်မာစစ်တပ်နဲ့ကြားချမ်းလို့ခေါ်တယ်။အဲကဘာကျော် online ငွေလင်းလုပ်ငန်းတကြားကပန်တာရဲ့ပတ်သက်ဆက်နွယ်မှုပေါ့။ဟုတ်ပါတယ်။အဲ့ဒါကအဓိကအချက်ပဲ။ဒုတိယကတော့စစ်ကောင်စီကကျင်းပုတ်ကိုစူးစမ်းနေတဲ့ရွေးကောက်ပွဲအပေါ်နိုင်ငံတကာရဲ့အမြင်နဲ့ပထဝီနိုင်ငံရဲ့အပြောင်းအလဲတွေ။အင်းနိုင်ငံရေးဘက်ကိုရောက်သွားတာပေါ့။ဟုတ်ကဲ့။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့ကီယချီနေရီအပေါ်မှာအမေရိကန်နဲ့ဘယ်လိုမူဝါဒရချမှတ်တင်တယ်ဆိုတဲ့အကြံပြုချက်တွေဖြစ်ပါရှင့်။ ီနေ့ခေတ်ပฏิပခတ်တွေကလေတကယ်ကိုမယ်နေမိမင်းနေတာတိုက်တာလို့မရတော့ဘူးဆိုလားပို့ပြီးတော့ထင်ရှားလာတယ်နော်ဟုတ်ပါတယ်ခင်ဗျမြန်မာနိုင်ငံရဲ့ပြည်တွင်းရင်းလို့ထင်ရတဲ့ကိစ္စတကူကကဘာတဖတ်ချမ်းကလူတယောက်ရဲ့ပန်းအကောင့်ထဲကပိုက်ဆံတဲ့ဘလူးမြန်းတိုက်ရိုက်ဆက်ဆက်နေနိုင်မလဲอืมအဲ့ဒီဆက်ဆက်မှုကိုမေဖို့ထုတ်ထားတာလीဟုတ်ကဲ့ ဲ့ဒီရှုပ်ထွေးလာတဲ့ကွန်ရက်ကြီးကိုမကြတဲ့ခင်ကအမေရိကန်ကွန်ဂရက်ဂျာနာပွဲတခုကအချက်လက်တင်တဲ့တကွဘလို့ဖော်ထုတ်ခဲ့လဲဆိုတော့ကိုဒီနေ့ကျမတို့အတူတူစစ်စစ်ဆက်ဆက်လေ့လာကြည့်ကြမှာပါရှင်။ဟုတ်ကဲ့ခင်ဗျ။ဒီဂျာနာဘွယ်ကထွက်လာတဲ့အချက်လက်တွေကအ धिक အားဖြင့်အပိုင်း၃ပိုင်းကိုမိမောင်းထိုးပြနေလေပထမတစ်ခုကတော့မြန်မာစစ်တပ်နဲ့ကြားချမ်းလို့ခေါ်တဲ့အဲကဘာကျော်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြားကပန်တာရဲ့ပတ်သက်ဆက်နွယ်မှုပေါ့ဟုတ်ပါတယ်အဲ့ဒါကအ धिक အချက်ပဲ ဒုတိယကတော့စစ်ကောင်စီကကျင်းပကိုစူးစမ်းနေတဲ့ရွေးကောက်ပွဲအပေါ်နိုင်ငံတကာရဲ့အမြင်နဲ့ပထဝီနိုင်ငံရဲ့အပြောင်းအလဲတဲ့อืมနိုင်ငံရေးဘက်ကိုရောက်သွားတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကီယချီနေရီအပေါ်မှာအမေရိကန်တွေနဲ့ဘယ်လိုမူဝါဒရချမှတ်တင်တယ်ဆိုတဲ့အကြံပြုချက်တွေပဲဖြစ်ပါရှင် The current situation in Burma including the upcoming sham elections the dire humanitarian ကဲ့ ဆိုတော့ impotent မှာစိတ်ဝင်စားစရာကောင်းတဲ့ပထမဆုံးအချက်နဲ့စလိုက်ကြအောင်စလိုက်ကြအောင်ခင်ဗျာကြားနာကွဲကနေထွက်ပေါ်လာတဲ့တုံလုံးစရာအကောင်းဆုံးဆွတ်ဆွဲချက်တစ်ခုကမြန်မာစစ်တပ်ဟာ online ငွေလိမ်လုပ်ငန်းတွေကနေတိုက်ရိုက်အကျိုးမြတ်ရနေတယ်ဆိုတဲ့အချက်ပဲကြားဖြတ်လုံလူထိများတဲ့လုပ်ငန်းတွေပေါ့ဟုတ်ပါတယ် ဒီကြားဖြန့်ဆိုတာကိုနည်းနည်းရှင်းပြပေးပါအောင်ရှင်။အခုနောက်ပိုင်းတော်တော်လေးခက်စားနေတဲ့အတုံနှုံးဆိုပေမဲ့လူတိုင်းယဉ်နီးချင်းမှယဉ်နီးမှမို့လို့ပါ။ကြားဖြန့်ဆိုလာကတရုတ်စကားကနေဆင်းသက်လာတာခမ ्या ။သူ့ရဲ့တက်ရဲ့အဒီဘယ်ကတော့ဝက်ကိုအစာကျွေးပြီးစူအောင်မွေးပြီးမှတတ်စားတယ်ဆိုတဲ့သဘောမျိုးပဲ။အော်ကြောက်စရာကြီးနော်။ကိုဒီဆောက်တယ်။အင်းအင်းအချင်းရင်းလို့လို့ယဉ်နီးမြုပ်နဲ့မို့အကြံပေးတယ်လို့လို့နဲ့ပုံစံမျိုးစုံတယ်ပေါ့။ယုံကြည်မှုအပြည့်ဝရပြီဆိုမှ ငွေတွေကိုနည်းနည်းချင်းဖြစ်ဖြစ် အများကြီးဖြစ်ဖြစ်လင်းလင်းယူလိုက်တာဒါကြောင့်တာကရိုးရိုးလင်းလင်းမှုထက်ပိုပြီးတော့အဲစိတ်ပိုက်ဆင်ရရပါထိခိုက်စေတဲ့အစစ်မြစ်ရာဇဝမှုကိုပေါ့ဗျာဖနလင်းတော့ကြားနာပွဲမှာပြောထားတဲ့ဒီလုပ်ငန်းနေရဲ့ပမာဏကကျွန်မကိုတော်တော်အငားစင်စီတယ်တနစ်ကိုအမေရိကန်ဒေါ်လာ35ဘီလီယံလောက်လဲပက်နေတယ်ဆိုတော့ဟုတ်ပါတယ်35 billion. The end ကဘလောက်တောင်ကြီးမလဲဆိုတော့စိတ်ကူးပုံပေါ်ကြီးလို့တော့မလွယ်ဘူး။ မြန်မာနိုင်ငံရဲ့တနင်္ဂနွေလောင်း GDP ရဲ့တဝက်ကျော်လောက်တော့ရှိမယ်ထင်တယ်မယုံလိုက်စရာပဲတကယ်ကိုကြောက်ခမန်းလေးလေးပါပဲခင်ဗျာတက်တည်ထွက်ဆိုချက်တည်အရာဒါဟာတာမန်ရာဇဝတ်မှုစင်ကိုကျော်လွန်သွားပြီဆိုလိုတာကနိုင်ငံဖြတ်ကျော်စနစ်တကျဖွဲ့စည်းထားတဲ့ရာဇဝတ်လုံခြုံရေးတစ်ခုရဲ့ပုံစံဖြစ်နေပြီလို့ဟုတ်ကဲ့ဂျာနာပွဲမှာထောက်ပြသွားတာကဒီလုံခြုံရေးကိုဥဆောင်နေတာကကျောက်နိုင်ငံသားတွေဦးစီးတဲ့ရာဇဝတ်ဂွိုင်းတွေဖြစ်ပြီ သူတို့ကမြန်မာစစ်ကောင်စီလက်အောက်ခံနေခြားစောင့်တပ်ဖွဲ့တွေ။အိုး BGF တွေပေါ့။ဟုတ်ပါတယ်။ BGF တွေတချို့နေရာတွေမှာဆိုရင်စစ်တပ်နဲ့တိုက်ရိုက်ပူးပေါင်းပြီးလှုပ်ဆောင်နေကြတယ်လို့ဆိုပါတယ်ခင်ဗျာ။နေခြားစောင့်တပ်ဖွဲ့တွေဆိုတာကိုလည်းနည်းနည်းဖြည့်ဆွတ်ရှင်းပြပေးပါဦးရှင်။သူတို့ရဲ့အခန်းကဏ္ဍကဒီကိစ္စမှာဘလို့ဖြစ်နေတာပါလဲ။နေခြားစောင့်တပ်ဖွဲ့တွေ BGF ဆိုတာကလည်းအရင်ကတိုင်းဒါလက်နက်ကိုင်အဖွဲ့တချို့ကိုစစ်တပ်ရဲ့ကွက်ကဲမှုအောင်မှာအတွင်းပြောင်းထားတဲ့တပ်ဖွဲ့တွေပေါ့။အေးဟုတ်ကဲ့။ တို့ရဲ့နေမီတွေမှာကိုပိုင်အုပ်ချုပ်ခွင့်တပိုင်းတစရထားပြီးတော့စီးပွားရေးလုပ်ငန်းတွေတရားမဝင်လုပ်ငန်းတွေကိုလုတ်ပိုင်ခွဲအတိုင်းအတာတစ်ခုထိရှိနေတတ်တယ်။ဒီတော့နိုင်ငံတကာရာဆွေကွိုင်းတွေအတွက်ကသူတို့ဟာဒေဖာမှာအကာအကွယ်ပေးနိုင်တဲ့အာဏာရှိတဲ့မိတ်ဖက်ကောင်တွေဖြစ်သွားတာပေါ့။ဆိုတော့စစ်ကြောင်စီကလည်းဒါကိုမက်ဆီမိတ်ပေးထားတဲ့သဘောလား။အဲ့လိုပြောလို့ရပါတယ်ခင်ဗျာ။သူတို့ကိုထိန်းချုပ်ထားနိုင်တဲ့သူတို့လုပ်ငန်းတွေကိုမက်ဆီမိတ်ပေးထားတဲ့သဘောမျိုးဖြစ်နေတာပေါ့။ဒါဆိုရင်ဒီကွန်နက်ကတော့တော်လေးကိုရှုပ်ထွေးပြီးခိုင်မအပေါ်မယ်နော်။ ပိုစိတ်ဝင်စားဖို့ကောင်းတာကဒီလူငယ်တွေကအိမ်နင်းချင်းနိုင်ငံတွေရဲ့အခြေခံဆောင်ဥနေတွေကိုပေါ့အသုံးပြနေတယ်လို့အစီရင်ခံစာမှာဖော်ပြထားတယ်နော်အဲ့ဒီအချက်ကသေးရေးကြည့်ရခင်ဗျာဒီငွေလိမ်လုံငိုင်းနေလေဘဖို့အတွက် internet နဲ့ဆက်သွယ်ရေး line တွေကအသက်ပဲလေဟုတ်တာပေါ့သူတို့ကထိုင်းနိုင်ငံရဲ့ဆက်သွယ်ရေးကုလေတွေကိုအဓိကအသုံးပြုနေတယ်လို့ဆိုလဲထိုင်းဆိုရဘက်ကဒါတွေကိုဖျက်တောက်ဖို့စ조사ပြင်မဲ့ဒီလုံငိုင်းတွေကနီးလိုင်းတစ်တစ်ရှာပြီးဆက်လက်ပါနေတော့မယ်အော် အဲ့ထက်ပိုရေးကြီးတာကငွေကြေးခွာချဲ့အပိုင်းပဲ။ကြားဖြန့်ကနေရလာတဲ့ညစ်ပတ်တဲ့ပိုက်ဆိုင်တွေကိုထိုင်းနဲ့အထူးသဖြင့်စင်ကာပူနိုင်ငံကဗန်လုံငန်းစစ်တွေကတဆင့်ရှော့ဖတ်ပြီးတရားဝင်ငွေကြေးဖြစ်ပြောင်းလဲပြင်နေကြတယ်။ဆိုတော့ဒီပိုက်ဆံတွေကမြန်မာထိုင်းနဲ့ဆက်မှာညစ်ပတ်နဲ့အဝတ်တထည်လို့ပဲ။အဲ့ဒါကိုထိုင်းနဲ့စင်ကာပူကအဝတ်လျော်စက်ထည့်လိုက်တော့ ကျူးစင်တောက်ပြောင်တဲ့ပိတ်ဆံဖြစ်ပြန်ထွက်လာပြီးဘယ်သူမှမတင်ကားတော့ဘူးအဲ့ဒီလိုမျိုးလားရှင်လုံးဝအထီးချက်ဆိုးဥပမာပါပဲခင်ဗျအဲ့လိုတရားဝင်ဖြစ်သွားတဲ့ငွေတွေကမှတဆင့်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေစီကိုပြန်စည်းဝင်သွားတယ်ဟွန်းဂျာနာဘွဲမှာလွတ်တော်ကိုစားလေတူကစစ်အာဏာရှင်ရဲ့အိတ်ကက်သေးကိုပါရောင်းနေတယ်ဆိုတဲ့စကလုံးအတိအကျသုံးခွာခဲ့တာက ဒီဆက်ဆက်မှုကိုအထင်ရှားဖော်ပြနေတာပဲဒါကြောင့်မလို့ဒီကိစ္စဟာမြန်မာပြည်တွင်းမဟုတ်ပေါ့ပဲအမေရိကန်နိုင်ငံသားတွေရဲ့စုငွေတွေကိုပါချင်းချောက်နေတယ်ဆိုပြီးအယွယွဖို့ပြောလာကြတာပေါ့နော်တည်တည်ကြကြပါပဲဒါကြောင့်ချက်ချင်းအေးအေးယူရမယ်ဆိုတဲ့အထီးပါပြောဆိုလာကြတာ Okay ဒါဆိုရင်ဒီရာဇဝတ်မှုကိန်းတွေကနေရရငွေတွေကစစ်ကောင်စီရဲ့အောက်ဆီဂျင်ပေးနေသလိုပဲပေါ့ ဲ့ဒီလိုဗန္ဒာရေးရအားကောင်းနေတဲ့အချိန်မှာပဲသူတို့ဘက်ကနိုင်ငံရေးအရာအသားစီးရဟုစူးစမ်းလာတဲ့ရွေးကောက်ပွဲအကြောင်းကိုဆက်ကြည့်ရအောင်။ကျန်းနောက်ဘွဲမှာဒီကိစ္စကိုလည်းအကျယ်တော်ဝင်ဆွေးနွေးခဲ့တယ်နော်။ဟုတ်ပါတယ်။ကျန်းနောက်ဘွဲကဒီရာဇဝတ်မှုတွေရဲ့နောက်ွယ်ကနိုင်ငံရေးပွဲကိုလွှဲချိတ်ဆက်သုံးတပ်ပြခဲ့တယ်ဗျာ။ကော်မတီဥက္ကဋ္ဌကိုယ်တိုင်ကစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုအတုယောင် sham တရားမဝင် illegitimate ဆိုတဲ့စကားလုံးတွေတုံးပြီးပြင်းပြထန်ထန်ဝေဖန်သွားခဲ့တယ်။ဟွန်းဒါဒီမိုကရေစီကျင့်စဉ်တစ်ခုလုံးဝမဟုတ်ဘူးလို့သူတို့က တတ်မှတ်လိုက်တာပေါ့ဟုတ်ပါတယ်မဟာဗျူဟာမြောက်လွဲ့ကွက်တစ်ခုလို့တော့သုံးနှုံးသွားသေးတယ်ဒီစကားရက်ကတူတူလေးနက်တယ်ရှင်တေယုံနဲ့ရိုရှာရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတယ်ဆိုတာကိုနည်းနည်းပူရှင်းပြလို့ရမလားသူတို့တွေ့ဘလို့အကျိုးမြတ်မျိုးကိုဆူလို့ရလဲကောင်းတယ်မင်းဟုတ်ပါခင်ဗျာဂျာနာပွဲကသုံးသက်တူရီရဲ့အမြင်အရတော့ဒီရွေးကောက်ပွဲရဲ့ယူရချက်ကမြန်မာပြည်သူတွေရဲ့စန္ဒာကိုပေါ်ထုတ်ဖို့မဟုတ်ဘူးဟုတ်ကဲ့အဓိကက စစ်တပ်ကြောထောင်းတော်ခံပြူထားတဲ့အစိုးရဒီရက်ကိုတရားဝင်အစိုးရတဲ့အထီးကဘာကိုပုံဖော်ပြကျင်တာ။အော်တရားဝင်မှု legitimacy ရကျင်တာပေါ့။မှန်ပါတယ်ခင်ဗျာ။ဒီလိုလှုပ်ချင်းအောက်ချက်တရုတ်နဲ့ယူရှတပါချိုးရှိလဲဆိုတော့သူတို့နဲ့မဟာမိတ်ချစ်တဲ့အစိုးရဒီရက်မြန်မာနိုင်ငံမှာတရားဝင်အာဏာရပြီဆိုတော့ပုံဟံမျိုးနဲ့ဆက်ဆံလို့ရသွားမယ်။음음အကလိုနေရာမျိုးမှာနိုင်ငံတကာကြီးကမေးခွန်းဆုံးဖြတ်မှုတွေမှာသူတို့ဘက်ကယက်တီပေးမဲ့အစိုးရဒီရက်ကို တရားဝင်ဖြစ်အောင်ဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားမယ်လေအနောက်ဆုရဲ့ဩဇာကိုဒီသားတွင်းမှာတံပံဖို့အတွက်သူတို့ရဲ့မဟာမိတ်ကွန်ရက်ကိုခိုင်းမအောင်တိဆုပ်တဲ့ခြေလန်းတစ်ခုလို့မြင်ကြတာပေါ့နော်အဲ့လိုသုံးသပ်ကြတာခင်ဗျာဈာနာပွဲမှာဒီရွေးကောက်ပွဲကိုရှုတ်ချတဲ့အပေါ်မှာအမြင်မတူတာမျိုးအငင်းပွားတာမျိုးပဲရှိခဲ့လားရှင်တရင်းမြစ်တီကတော့လုံးဝမရှိခဲ့ပါဘူးဒါကလည်းမှတ်သားစရာအချက်တစ်ခုပဲဟုတ်ကောမဒီဝင်းဒီရောတတ်တီအဖြစ်သဆုသူတွေရော အားလုံးကဒီရွေးကောက်ပွဲကိုရှုတ်ချဖို့တညီတညွတ်တီး သဘောတူခဲ့ကြတယ်။ဆိုတော့အမေရိကန်ရဲ့နိုင်ငံရေးပါတီကြီးနေခုချာမှာအပြိုင်ဆိုင်တွေဘလော့ပဲရှိရှိဒီကိစ္စမှာတော့အမြင်တူနေကြတယ်ဆိုတာကိုပြသနေတာပေါ့။ဒီလိုတညီတညွတ်တိဖြစ်မှုကအမေရိကန်အစိုးရရဲ့မူဝါဒကိုပိုပြီးခိုင်မာစေနိုင်တဲ့အလားအလာရှိတာပေါ့နော်။ဟုတ်ပါတယ်ခင်ဗျာ။ဒါပေမဲ့ဝါရှင်တန်ကအခန်းတစ်ခုထဲမှာသဘောတူညီမှုရှိတာနဲ့တကယ်အစီအစဉ်နိုင်ငံတွေကြားမှာသဘောတူညီမှုရဖို့ကတခြားစီနော်။ဂျန်နာပွဲမှာအစီအစဉ်ရဲ့အခန်းကဏ္ဍကိုဘလို့တုံ့တက်သွားလဲရှင်။ အဲ့ဒီအချက်ကိုလည်းသူတို့ထည့်သွင်းဆွေးနွေးခဲ့ပါတယ်ခင်ဗျတတိထွက်ဆိုချက်တစ်ခုမှာတရုတ်နိုင်ငံကအဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကိုဒီရွေးကောက်ပွဲကိုအတိမဖြူတော့ထောက်ခံဖို့နောက်ွယ်ကနေဖျားပေးနေတယ်လို့ဖော်ပြထားတယ်။အော်ဒေတာတွေမှာတန်တမာရဲ့အားပြိုင်မှုတွေရှိနေတာပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်အထိတော့အဆီယံတစ်ခုလုံးအနေနဲ့ဒီရွေးကောက်ပွဲကို ထောက်ခံဖို့ငြင်းဆန်ထားဆဲပဲ။ ဒါကြောင့်ဂျာနာပွဲကနေထွက်ပေါ်လာတဲ့အဓိကအကြံဖြူချက်တစ်ခုကအမေရိကန်အနေနဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်တဲ့အာဆီယံရဲ့ခိုင်မာတဲ့ယက်တီချက်ကိုတက်တက်ကြွကြထောက်ခံအားဖြစ်တင်တယ်ဆိုတာပါပဲဒေတာတွင်ကအဖွဲ့အစည်းရဲ့ယက်တီချက်ကိုအားဖြစ်ပေးခြင်းအားဖြင့်တရုတ်ရဲ့ဖျားပြမှုကိုတံပြန်နိုင်မယ်လို့သူတို့မျှော်လင့်နေတာပုံပါပဲအခုကျမတို့ငွေကြေးစည်းစဲမှုနဲ့နိုင်ငံရေးပရိယတ်ကြီးအကြောင်းဆွေးနွေးပြီးပြီဆိုတော့အဲတကယ်မြေပြင်အခြေအနေကိုတစ်ချက်ကြည့်ရအောင် ဂျာနာပွားမှာဒီအကြောင်းကိုလည်းထည့်ပြောထားတယ်။ကျမကိုတကြွလေးမျက်လုံးပြူးသွားစေတဲ့အချက်ကတော့နေမီထိန်ချုံမှုနဲ့ပတ်သက်တဲ့ပြောဆိုချက်ပဲ။လွှတ်တော်မတ်တူဦးကစစ်တပ်ဟာအခုချိန်မှာနိုင်ငံရဲ့20ရာခိုင်နှုန်းလောက်ကိုပဲထိရောက်စွာထိန်ချုံနိုင်တော့တယ်လို့ပြောထားတယ်။ဟုတ်ကဲ့။တစ်ဖက်မှာလည်းတော်လန်ရဲ့အင်အားစုတွေက နိုင်ငံရဲ့40ရာခိုင်နှုန်းဒါမှမဟုတ်အဲ့ဒီထက်ပိုတဲ့နေမီကိုစိုးမိုးထားနိုင်ပြီလို့ဆိုပါရခင်ဗျ။အင်းဒါအရင်ကတမတော်ကသာအမိတမတော်ကသာအဖာဆိုတဲ့ အင်အားကြီးမားတဲ့မပြိုကွဲနိုင်ဘူးဆိုတဲ့စစ်တပ်ရဲ့ပုံရိပ်ကိုတိုက်ရိုက်ဆင့်ခေါ်လိုက်တဲ့ပြောဆိုချက်တကူပဲဟုတ်ပါဒါပေမဲ့ဒီနေရာမှာသတိပြုရမှာကနေမီထင်းချုံမှုဆိုတာရှုပ်ထွေးတယ်မြို့ပြားထဲမှာနေဘက်မှာစစ်ကောင်စီကအုပ်ချုပ်ပြီးညဘက်မှာတော်လန်ရေးအင်အားစုတွေကလွှမ်းမိုးတာမျိုးတွေလည်းရှိနေတော့ရာဂိုင်နှုံအတိအယပြော့ပေါ်တော့ခတ်ပါတယ်ခမညာဟုတ်ကဲ့ဒါပေမဲ့ခြုံပြီးပြောရင် စစ်တပ်ရဲ့တောစားကတိတိတတကြဆင်းနေတယ်ဆိုတာကိုတော့အားလုံးကလက်ခံထားကြတယ်။အဲဒီလိုနေမျိုးစုံမှုမှုကြဆင်းနေတဲ့အတွက်ကြောင့်ပဲသူတို့ကနိုင်ငံရေးအရာတရားဝင်မှုရဖို့ဒီအတူရောင်ရွေးကောက်ပွဲကိုပိုပြီးအသေးအတန်လှုပ်ချင်နေတာဖြစ်နိုင်မလားရှင်။စီရီရချုံနေမှုကိုနိုင်ငံရေးအရာအနိုင်ပြန်ယူလဲနဲ့ချုပ်ဖောင်းမှုမျိုးမို့။ဒါကတုံးတက်လို့ရတဲ့ရှုထောင့်တစ်ခုပါခင်ဗျာ။နေမျိုးတွေဆုံးရှုံးနေပြီမဲ့သူတို့ဟာနိုင်ငံကိုအုပ်ချုပ်နေတဲ့တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ပုံရိပ်ကိုပြည်တွင်းရောင်ဖိပါမှာပါရချင်နေတယ်။ဟုတ် ရွေးကောက်ပွဲလုပ်လိုက်ရင်အ ਨੇ ဆုံးတော့ငါတို့ကဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တင်ပြီးဖို့ကြိုးစားနေတာဆိုတဲ့စင်ချေတကိုပေးလို့ရသွားမယ်လေဒီအချက်ကပဲသူတို့ရဲ့နိုင်ငံရေးအရာအသက်ဆက်ရှင်ရေးအတွက်ဘလော့အရေးကြီးတယ်ဆိုတာကို ပြနေတာပဲဒီချက်လက်တဲ့အားလုံးကိုခြုံကြည့်ပြီးတော့ကျားနာပွဲကနေအမေရိကန်အစိုးရအတွက်ဘလို့တိကျတဲ့ AU ဆောင်ရွက်မှုတွေလုပ်ဖို့အကြံပြုခဲ့လေရှင် So what ပေါ့ဘာလုပ်တဲ့တယ်လို့သူတို့ကပြောလဲ အကြံပြုချက်တွေကတော်တော်လေးတိကျပြတ်သားပါတယ်ခင်ဗျာအဓိက၃ချက်ရှိတယ်ပထမတစ်ခုကပိတ်ဆို့အရေးယူမှု sanctions တွေပတ်သက်တယ်ဟုတ်ကဲ့ sanctions ပေါ့အရင်လိုမြန်မာတနေကလုံးကိုထိခိုက်စေတဲ့ရေဘူးရဲ့ပိတ်ဆို့မှုတွေအစားစစ်ကောင်စီကိုလက်နက်လီယန်စီနဲ့တခြားစစ်ပဆိုင်ရာအထောက်ပံ့နေမရအောင်ပြီးတော့ရန်ပုံငွေစီးဝင်မှုတွေရပ်တန့်တော့အောင်တိတိကျကျပြစ်မှတ်ထားတဲ့ပိတ်ဆို့မှုတွေလုပ်ဖို့တိုက်တွန်းခဲ့တယ်ဒါကကျွန်တော်တို့အစိုးရဘက်မှဆွေးနွေးခဲ့တဲ့ ကြားဖြန့်ကိစားနဲ့တိုက်ရိုက်ချိဆက်နေပါတယ်။ငွေလိန်လုံကန်းကရတဲ့ဝင်းငွေတွေကိုဖျက်တောက်ခိုးဆိုတဲ့ကိစ္စနဲ့ပေါ့နော်။ဟုတ်ပါတယ်ခင်ဗျာ။ပိတ်ဆို့ရေးယူမှုတွေလုပ်မယ်။အကူအညီတွေကိုဒေသခံဖွဲ့နေပေးမယ်။ဒါတွေကစာရွက်ပေါ်မှာတော့ကောင်းပါတယ်။ဒါပေမဲ့အတိတ်ကအတွေ့အကြုံရဒီလိုချန်ပီယံချက်တွေကဘလောက်ထိလက်တွေ့မှာအလုပ်ဖြစ်ခဲ့လို့လဲရှင်။အထူးသဖြင့်အကူအညီတွေကိုစစ်ကောင်စီကိုကြော်ပြီးဘလို့ပေးမှာလဲလက်တွေ့မှာအခက်အခဲတွေအများကြီးရှိနိုင်တယ်မဟုတ်လား။ဒါကတကယ်လက်တွေ့ကြတယ်မိခွန်းပါခင်ဗျာ။ ကျမ်းနာပွဲမှာလည်းဒီအခက်ခဲတွေကိုအတိမတ်ဖြူခဲ့ပါတယ်။ဒုတိယချန်ဖြူချက်ကအဲ့ဒီကိစ္စနဲ့တိုက်ရိုက်ပတ်တက်တယ်။အင်းလူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကတဆင့်လုံးဝမပေးပဲနေဆက်ဖြတ်ကျော်ပြီးဒေတာခန်လူထုအခြေပြုအဖွဲ့အစည်းတွေ CBOs တွေတိုင်းရင်းသားဂျမ်းမိုင်းအဖွဲ့အစည်းတွေကတဆင့်တိုက်ရိုက်ပေးရဖို့တောင်းဆိုခဲ့တာပါ။ဘာကြောင့်ပါလဲရှင်။ဘာလို့လဲဆိုတော့စစ်ကောင်စီကအကူအညီတွေကိုလက်နက်တပွဲတုံးချပြီးသူတို့ကိုထောက်ခံတဲ့နေရာတွေကိုပဲပေးတာ။ သူတို့ကိုစန့်ကျင်နေနေရတယ်ကိုပိတ်ဆော့တာပြီးလုပ်နေလို့ပဲ။အိုးအကူညီကိုနိုင်နေရေးအတွက်အသုံးချနေတာပေါ့။ဟုတ်ပါတယ်။လက်တွေ့အခက်ခဲကတော့လုံခြုံရေးအရာစံခေါ်မှုတွေထောက်ပံ့ပို့ဆောင်ရေးအခက်ခဲတွေအများကြီးရှိမှမှန်ပြီမဲ့အကူအညီတွေတကယ်လိုအပ်နေသူတွေစီရောက်ဖို့အတွက်ကဒီနီလန်ကလွဲ့ပြီးတခြားမရှိဘူးလို့သူတို့ကယူဆတယ်ခင်ဗျာ။နောက်ဆုံးတတိယအကြံပြုချက်ကတော့ဘာဖြစ်မလဲရှင်။တတိယအချက်ကတော့တန်တမန်ရေးရတဲ့ပတ်သက်တယ်။မြန်မာနိုင်ငံအတွက်အစ်မင်းအထူးကိုစားလေတူကို ချက်ချင်းခန့်အဖို့တိုက်တွန်းခဲ့တယ်။ Mm special envoy ပေါ့။ဟုတ်ပါတယ်။ဒီလိုခန့်အလိုက်ချင်းအပြင်အမေရိကန်အစိုးရကမြန်မာရေးကိုအလဲထားတယ်ဆိုတာပြသရသလိုမဟာမိတ်နိုင်ငံတွေအာဆီယံကုလနာမေကာရုံးနဲ့မူဝါဒတွေကိုညီနိုင်ဆောင်ရွက်ရမှာပိုပြီးထိရောက်စေမယ်လို့မျှော်လင့်တာပေါ့။ခြုံပြောရရင်ဂျာနာပေါ်ရဲ့အဓိကရည်ရွယ်ချက်ကဒီလိုချက်လက်တွေကိုစူးစီးတုံးတက်ပြီးတော့အမေရိကန်ရဲ့မြန်မာနိုင်ငံအပေါ်ထားရှိမဲ့ဥပဒေနဲ့မူဝါဒအတက်တွေအကွအခြေခံဥပဒေစောင့်ဖို့ပါပဲ။ ဒီနည်းရတဲ့အချက်လက်ကြီးတော့မကြခင်မှာဥပဒေပြည့်ရေးအဆင့်အထိတက်ရောက်မှုရှိလာနိုင်တယ်ပေါ့နော်ဖြစ်နိုင်ခြင်းအများကြီးရှိပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုအချင်းချင်းပြန်ကြည့်ရရင်တော့ရှုပ်ထွေးလာတဲ့ပုံစံတစ်ခုကိုတွေ့ရပါလိမ့်မယ်တစ်ဖက်မှာ နိုင်ငံတကာအွန်လိုင်းငွေလင်လုပ်ငန်းကြီးရဲ့ကနေငွေကြေးထောက်ပံ့မှုရယူနေတယ်လို့ဆွဆွဲခံထားရတဲ့စစ်အာဏာရှင်အဖွဲ့ဟုတ်ကဲ့နောက်တစ်ဖက်မှာစီးရဲအရာအကြက်တဲတွေ့နေချိန်မှာနိုင်ငံရေးပရိယတ်တစ်ခုအဖြစ် ရွေးကောက်ပွဲကိုအတုံးချဖို့ကြိုးပမ်းနေမှုပြီးတော့ဒီအချင်းတွေကိုတုတ်ပြန်ဖို့အမေရိကန်ကွန်ဂရက်မှာတင်သွင်းခဲ့တဲ့တိကျတဲ့မူဝါဒဆိုင်ရာအကြံပြုချက်တွေအကြောင်းကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ဒါဟာမြန်မာပြည်တွင်ပြည်ပက တခုတည်းမဟုတ်တော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သာစေတယ်ခင်ဗျာသူ့ရဲ့အကြောတယောက်မှုတွေကအမေရိကန်မှာရှိတဲ့အဖွားအဝေါ်တယောက်ရဲ့ပင်စင်လဆာအထိဟုတ်ပါချင်းစာခြင်းတွေအထိကျေပြနေတယ်ဆိုတော့ပုံရိပ်ကိုထင်ဟပ်စေပါတယ် အရာအလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေပါပြီ။နောက်ထောင်သူတွေတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာတွဲတစ်ခုခြံနာခဲ့ခြင်းပါတယ်ရှင်။ဂျာနာဝဲကအင်ယန်လိုပင်ပအန်ရာဂျီနိုင်ငံတစ်ခုကဘာလုပ်သင့်လဲဆိုတော့ကိုအထူးကားတော့ဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့ဒီရာဇဝတ်ကွန်ရက်ကြီးတွေဟာအင်းနီချင်းနိုင်ငံတွေရဲ့ဘန်လုံငါနဲ့စစ်သွေးအခြေခံအဆောက်အဦပေါ်မှာအထူးကမိခိုနေရတယ်ဆိုတဲ့အချက်ကိုထောက်ရှုရင်အင်းအဲ့ဒီအချက်ကအရေးကြီးတယ်နော်။ဟုတ်ကဲ့ ဒီကွင်ရက်တွေကိုထိထိရောက်ရောက်နိုင်နေဖို့အတွက် data တွင်ပူပေါင်းဆောင်ရွက်မှုကဘလို့ပုံစံမျိုးဖြစ်တဲ့တယ်လဲပြီးတော့အဲ့ဒီလိုပူပေါင်းဆောင်ရွက်မှုကိုဘလို့နိုင်ငံရေးစီးပွားရေးဆိုင်ရာအတားအဆီးတွေကတားဆီးနေတယ်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးတောရမယ့်အမေခွန်းတစ်ခုပါပဲ။